မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ထိုင်းမြန်မာနယ်စပ်တိဘော်ဘူစစ်ကောင်စီတပ်စခန်းကို KNL ပူပေါင်းတပ်တွေကတင်ပိုင်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်လက်နက်ချနယ်ကြောင့်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောင်းလီမြို့နယ်ထိုင်းမြန်မာနယ်စပ်တိဘော်ဘူစစ်ကောင်စီတပ်စခန်းကို KNL ပူပေါင်းတပ်တွေကဒီကနေ့ညနေပိုင်းမှာတင်ပိုင်ရရှိသွားပြီဖြစ်ပါတယ်။ဇွန်လ2ရက်နေ့မှစတင်ပြီးစစ်ကောင်စီတပ်ရဲ့တိဘော်ဘူစခန်းကို KNL ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာဒီကနေ့မှာတိုက်ပွဲအလွန်ပြင်းထန်ကြောင်းစစ်ကောင်စီကလီယင်နီနဲ့တောက်လျှောက်ဆိုသလိုပုံကျဲကူကန်ခဲ့ကြောင်းအခုကအဆိုပါစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံပြူတောင်းလက်နဲ့ချသွားပြီဖြစ်ကြောင်းသိရပါတယ်။စကန်းရသွားပြီးစကန်းကိုဦးစီးတဲ့အရာရှိပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလံပြူတောင်းလက်နဲ့ချတဲ့မနိုင်မန်းတီတော်မှလက်နဲ့ချတာလို့စည်ရေးသတင်းအင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ရဲ့တိပေါ်ပုတ်တဲ့စကန်းကိုတော်လိုင်းတပ်တွေကရရှိသွားပြီဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စကန်၄ခုသာကျန်ရှိတော့ပြီးအဆိုပါစကန်းတွေကဥကရိတာ၊ဝေါ်လီပြူဟာကုတ်၊တီးတဲလေစကန်း၊ထိကက်ပလဲစကန်းတို့ဖြစ်ကြောင်းသိရပါတယ်။ KNU ကမလအီပီလာနေမီလာတွင်မှထိုင်းမြန်မာနယ်စပ်နီမှာစစ်ကောင်စီရဲ့ပုလူတူခလက်တီတခေါ ောပီကွေမော်ဖာသူစကန်တာလေစကန်များမေလာဘလက်တူမော်ကီဘီယင်းနောက်စကန်ကိုကနေထီစကန်နဲ့ရွှေအင်းမြိုင်တက်စကန်တို့ကိုဇက်တိုင်းတိုက်ခိုက်သိမ်းယူခဲ့ပြီးစွန်လ3ရက်နေ့မှာတိပေါ်ဘူးစကန်ကိုရရှိခဲ့တာဖြစ်ပါတယ်။2022ခုနှစ်မေလာတွင်ကလည်းတိပေါ်ဘူးစကန်ကိုကော်ပိုရာစစ်ကြောင်းနဲ့ဘောအေစီဝါဦးဆောင်နဲ့တော်လိုင်းတက်တွေကပထမကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပူတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ချောင်းမြို့နယ်နန်းရှန်ကျေးရွာရှိစစ်တပ်ဂိတ်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမြို့နယ်ငရှန်ကျေးရွာရှိစစ်တပ်ဂိတ်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း Peace Corps Drone Dream မြိုင်တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်။မေလာ29ရက်နေ့ညနေ3:30မိနစ်30ခန်းမှာချောင်းမြို့နယ်ငရှန်ကျေးရွာနီးဂိတ်ဖွဲ့ပြီးအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ အဲ့ဒီတိုက်ခိုက်မှုတွင်ဂိတ်စကန်တွင်ကိုပုံတိများကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့အရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်ဂိတ်စကန်မှာတာဝန်ကျနေတဲ့ပြူစော်တီအမျိုးသမီးတွေကကြောက်လန့်ပြီးတံပြားကကားတွေနဲ့မုံရွာမြို့ကိုထွက်ပြေးသွားကြောင်းအဲ့ဒီလိုတိုက်ခိုက်ခံရပြီးရင်နောက်ထောင်မြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်စခန်းမှာစစ်ကောင်စီတပ်သားတွေကလည်းလက်နက်ကြီးတွေနဲ့ရှမ်းတပ်ပစ်ခတ်မှုတွေလုံဆောင်ခဲ့ကြောင်းသိရပါတယ်။ဒေသုံထိခိုက်မှုကတော့စုံစမ်းလို့မရသေးပါဘူး။ရွာတွေကိုပြည်သူတွေလည်းအဝင်ထွက်တော့မရှိတော့ဘူး။ဒရုန်းနဲ့ချပြီးတိတ်မကြတဲ့အချိန် ဲ့ဒီစခန်းမှာလာပြီးတာဝန်ချတဲ့ဖြူစောထီတွေကမင်းကလေးတချို့တံပြားကာကာနဲ့ထွက်သွားတယ်လို့သိရတယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Peak Strong တွင်ရင်းမပင်ခရိုင်တရင်35တက်ခွဲနှင့်ဂျေဇက်တန်ဒီဝမ်ရင်းမပင်ခရိုင်တရင်16 B21 ကနီ BD ရဲ့ NBD ရဲ့ရင်းမပင် MDF drone ချခင်စိန်အာမန်တင်း ငါစော Revolutionary Air Force အောင်တပြည်ညီနောင် Local PD ရဲ့ကြောက်စဲဗိုလ်စားကလေး drones တွေကျေးရွာတပ်ပေါင်းစုများ Freedom Fighter Drone Force FFDF Farmer Revolution Force FRF မုံရွာခရိုင်အမှတ်ရှိရှင်းနကားပြည်သူကာကွယ်တပ်တော်လင်းယုံကြီးနဲ့ တပ်ဖွဲ့တွေပူးပေါင်းခဲ့ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဒီကိမရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကမ်ဘလူမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကပြည်သူ့နှောင်းကိုတပ်ဖြတ်ပြီးကလင်းငင်များပါဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထားပြီးတောင်းနေချီတဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ့နှောင်းကိုတပ်ဖြတ်ပြီးကလင်းငင်များပါဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထားကတောင်းနေချီတဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေကြောင်းကျွန်းလာတက်ကြွလှရှားသူများဖွဲ့မှတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါရယ်။မေလ လ31ရက်နေ့မှာကံဘလူမျိုးနယ်ချက်တင်တိုင်းနယ်အတွင်းမှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကန့်ကြီးရွာအနောက်ကုန်းကိုစစ်ကြောင်းထုံးဝင်ရောက်လာပြီးအသက်40ရွယ်ကိုသိန်းထွေးနဲ့အသက်20ရွယ်ကိုစရာထုံးတို့နှစ်ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တပြက်ခဲ့ပြီးအသက်9နှစ်ရှစ်နှစ်12နှစ်ရွယ်မိန်းကလေးငယ်၃ဦးပါဝင်ပြည်သူ16ကိုဖမ်းဆီးသွားကလက်ရှိအချိန်ထိပြန်လုပေးခြင်းမရှိသေးကြောင်းသိရပါသည်။ အသက်ခံအသူတွေကအသက်၄၀နဲ့အသက်၂၀ရွယ်တွေမှာဖမ်းသွားတဲ့ပြည်သူတွေရဲ့အခြေအနေလည်းဘာမှထမကြရသေးပါဘူးလက်ရှိစစ်ဘေးရှောင်ပြည်သူတွေကမိုးရင်းဆိုတော့အတော်လေးအခက်အခဲရှိပါတယ်အထူးကလိုအပ်ချက်ကစားတောက်ကောင်းမိုးကနဲ့အခြေခံစေဝါတွေလိုအလျက်ရှိပါတယ်လို့ကျွန်းလာတက်ကြွလှရှားသူများအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်ဇွန်လ၂ရက်နေ့ညနေ၃နာရီခန့်မှာ၉တောင်ဘိုးစစ်တပ်အထိုင်စခန်းမှာတွေ့လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကမိတ်တလင်ကုန်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးဒီကနေ့နေ့လည်း၃နာရီမိနစ်၃၀ခန့်မှာချက်တင်းတိုက်နဲ့အထိုင်စခန်းမှာထွက်လာတဲ့အကြမ်းဖက်စစ် သားနဲ့ပြူစောတိများပူပေါင်းထားတဲ့အင်အားတရာခံကလည်းဦးကင်းကြည်ရွာမှာတစင်းနော်ကုန်းရွာဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းကကပြည်သူများကိုပြစ်ခတ်ဖမ်းဆီးပြီးနော်ကုန်းရွာစီကုန်းရွာနဲ့ပေါတုံးရွာတို့ကိုလည်း drone နဲ့ပုံတီတုံလုံးချင်းချတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်မှုမရှိဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်မေလ18ရက်နေ့ကကပ်ပလူမျိုးနဲ့9000ပုံနဲ့ချက်တင်ချင်းရွာတို့မှာအထိုင်ချထားတဲ့စစ်တပ်စခန်းများမှာစစ်ကြောင်းနှစ်ကြောင်းကလည်း9000ပုံတိုက်နေတဲ့ချက်တင်တိုက်နေတဲ့အတွင်ရှိချင်းရွာတွေကိုစစ်ကြောင်းတို့ဝင်ရောက်ခဲ့ပြီးတ င်းတော်ရွာမှာစစ်ကြောင်းနှစ်ခုပြန်လည်ပူးပေါင်းကအင်အား900ခန့်နဲ့ဒီကနေ့အချိန်ထိအထိုင်ကျတဆွဲထားကပြည်သူပိုင်းလှဲနွားရီနဲ့အဖို့တပ်ပစ္စည်းများကိုခိုးယူတည်ဆောင်နေကြောင်းသိရပါတယ်။အဲ့ဒီလိုပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြည်သူပိုင်းပစ္စည်းများခိုးယူဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကခုခံတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှထိခိုက်တိုက်စုံမှုတွေလည်းရှိကြောင်းသိရပါတယ်။ကံပလူမျိုးနယ်မှာစစ်ကောင်စီတပ်နဲ့ပြူစောတိများကစစ်ကြောင်းလေးကြောင်းခွဲပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေမှုကြောင့်ကံကြီးဦးကင်းကြီးပေါ့စိန်ကုန်တင်းတော်အလေကုန်လွင်ကြီး ်ဇော်ချောင်းအောက်တဲဝတ်သဲအင်းတင်မော်ညိုပင်ရှိုးနှော်ကုန်းပေါင်ကုန်းနဲ့ဈီကုန်းတို့မှာပြည်သူတထောင်ခန့်ကစစ်ပေးရှောင်နေရကြောင်းသိရပါရယ်အကြံဘက်စတက်စကြောင်းကြောင့်နေရဆွန်ကွာထွက်ပြေးနေရတဲ့ပြည်သူများက190နီးပါးကြာမြင့်လာပြီဖြစ်ပြီးမိုးရင်းကာလဖြစ်တဲ့အတွင်းမွေဆိုးအန္တရာယ်ဆိုရင်ရတဲ့အရက်ဒေသဖြစ်ပြီး ပြည်သူများနှစ်ထပ်တွင်ဒုက္ခကြုံနေရကြောင်းမိုးကလည်းအဆက်မပြတ်ရွာသည်နှင့်မူကြောင့်စစ်ပီးရှောင်ပြည်သူများကနာစေချောင်းဆိုးခြင်းရသည့်တခွေရောဂါဖြစ်ပွားခြင်းတို့ကြောင့်တွေ့နေရပြီးအရေးပေါ်စည်းဝါးအမိုးကလည်းအစာတောက်များအရေးပေါ်လိုအပ်လျက်ရှိကြောင်းကျောင်းလက်တကြွလှူရှားသူများဖွဲ့ကအတည်ပြုထားပါသည်။နောက်ထပ်တပုန်နေနှင့်စစ်ကောင်စီကအပြစ်ရစဲကြောင်းထုတ်ပြန်ပြီးနောက်ဗဒန်းတန်နယ်တွင်နေမြေရှင်စစ်ကြောင်းထိုးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းကဖဲမြို့နယ်ဗဒန်းတန်နယ်တွင်စစ်ကောင်စီစစ်ကြောင်းတစ်ခုနေမြေရှင်တဲ့အနေနဲ့လက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်ရောက်လာကြောင်းသိရပါသည်။စစ်ကောင်စီတပ်ကဆွန်လာနေရနေ့က ကုန်းဝစခန်းဒီမှာပြစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းအရင်းမြစ်တွေစီကသိရပါတယ်။အရကတက်တော်ဤနဲ့ပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့မေလနောက်ဆုံးပတ်အတွင်းဗရန်တနေမှာနိုင်ရီကန်စခန်းဒီနဲ့ MPD တာဝါတိုင်းကုန်းကြီးကိုစစ်ကောင်စီရဲ့ကာကဲစခန်းများကိုတင်းယူခဲ့ကြောင်းသိရပါတယ်။ ရှင်းထွက်ကားကနေကိုအကုံသိမ်းလိုက်တဲ့ကြားတယ်မင်းကစာပြီးကောင်းဝစကံဘက်ကနေလက်နဲ့ငေတန်တွေကြားရတာပါလို့စီးရီးတရင်အရှင်မြစ်ကပြောပါရင်စကောင်စီကနိုင်ငံအနီးတဝိုင်းမှာကာကဲစကန်းငယ်များစွာကိုအခြေပြုပြီးကရုတ်ချင်းများတူးထားတဲ့ပြင်ဆက်သွင်းများများပါဖောက်ထားတော့လဲအဆိုပါကာကဲစကန်းအလုံးနီးပါးကိုအေကသိမ်းယူပြီးရင်နောက်ကောင်းဝဘက်မှနေပြီးစစ်ကြောင်းတစ်ခုစေလွတ်လာခြင်းဖြစ်ပါတယ်စကောင်စီကပြီးခဲ့တဲ့ဆွန်လာတရနေ့မှာငလင်တန်တင်းဒေတာတွေမှာကုညီကေစိန်လှုပ်ဆောင်ရလို့ဆိုပြီးအပြည့်ရကာလကိုဆွန်လာကုန်တီတက်တန်တူကြောင်းထုတ်ပြန်ခဲ့ပါ ါတယ်စစ်ကောင်စီကအဲ့ဒီလိုအပြည့်ရတတန်းထိုးထားတော့လဲဇွန်လ၂ရက်နေ့မှာ မကွေးပခုတ်ကူမှာထွက်လာတဲ့အင်အား၂၀၀ပါစစ်ကောင်စီစစ်ကြောင်းမှမင်းနန်းတော်ရွာမှာဖြူ တိတွင်းရွာမှာဖြန့်ခွဲအခြေပြုနေကြောင်းဒေသခံများစီမတီးရပါတယ်။ဒါပြင်အစိုးရစစ်ကြောင်းနောက်မှာပါလာတဲ့ရိခါရှင်နှန်းကလည်းကန်တော်ရွာအနောက်ဖက်တရဲချမ်းမှာစောင့်ဆိုင်နေရကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီကလူသားချင်းစာနာအကူအညီများကိုလက်နက်ဖြင့်အသုံးချနေမှုတွေကိုတားဆီးကာကွယ်ဖို့လူမှုလှုပ်ရှားမှုပြုလုပ်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကလူသားချင်းစာနာမှုအကူအညီများကိုနိုင်ငံရေးနဲ့စည်ရေးအတွက်လက်နက်အနည်းနဲ့အသုံးချနေမှုကိုတားဆီးကာကွယ်ဖို့ပြည်ရင်းပြည်ပတော်လိုင်းရဲ့အရက်ဖက်ဖွဲ့စည်း55ဖွဲ့က လူမှုလှုပ်ရှားမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါဖွဲ့တွေကလူသားချင်းစာနာမှုအကူအညီများလက်နက်အနည်းနဲ့အသုံးချမှုရန်အမည်ပေးထားတဲ့လူမှုလှုပ်ရှားမှုကိုပြည်သူလူထုနဲ့တူဇွန်လပထမပတ်မှာနောက်ဆုံးပတ်တည်ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းဇွန်လ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဓိကရောနိုင်ငံတကာပြည်တဲ့အထောက်ပံ့အကူအညီကိုသူတို့ရဲ့နိုင်ငံရေးစီရင်မှာအသုံးပြုဖို့အလွယ်ဆုံးစားလုပ်ပြီးအသုံးချနေတာကိုရှက်တန့်ဖို့အတွက်လှုပ်ရှားတဲ့လှုပ်ရှားမှုပါဘာသာပေါင်းစုံငြိမ်းချမ်းရေးအင်စတီကျူမှာ ဦးနေဆုံးကသတင်းဌာနကိုပြောပါရင် any.com WOA လူလူလှုံ့ဆော်မှုကစစ်ကောင်စီရဲ့အလွဲသုံးစားလုံးအမျက်ထုတ်ခြင်းများကိုတားဆီးကာကွယ်ဖို့ငလင်ပေးတဲ့ပြည်သူများထံအကူအညီများတိုင်းရောက်ရှိစေဖို့နဲ့အတုံးချခံမှုများမှာရပ်တန့်စီမဲ့နိလန့်တွေကိုလှုံ့ဆော်မှုဖြစ်ကြောင်းသိရပါရယ်။ အဲ့ဒီအတွက်နိုင်ငံတကာအစိုးရများအာဆီယံ UN agency များနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့ဖွဲ့စည်းများ INGO တွေကိုစီယုံလို့စော်တိုက်တွန်းသွားမှာဖြစ်ပြီးလူလူလှုပ်ရှားမှုရဲ့ရည်ရွယ်ချက်၃ချက်ကိုလည်းထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသိရပါတယ်။၎င်းတို့ကစစ်ကောင်စီအဲ့ဒီလိုလက်နက်တပွဲအလွဲသုံးစလုံးမျက်ထုတ်ခြင်းတွေကိုဖော်ထုတ်ပြောဆိုဖို့ပါဝင်အားဖြင့်နေတဲ့ဖွဲ့စည်းများအစိုးရများနဲ့တပ်သီးပုဂ္ဂလတွေကိုရတ်တန့်ဖို့အတွက်စီယုံတိုက်တွန်းနှိုးဆော်ရန်ဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အခုလှုပ်ရှားမှု NOF နာကေ2008မူခါ 2023နဲ့ရာဂီ2024လို့ခဲ့သူပြည်သူများရဲ့နာကျင်ခံစားမှုတွေကိုအတုံးချပြီးစေအုပ်စုကအမျက်ထုတ်တဲ့လုပ်ရမား၊တမိုင်းတစ်ပတ်လည်းထပ်မံမဖြစ်ပေါ်စေဖို့အတွက်ကာကွယ်တားဆီးဖို့ရှိရကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ဇကိုင်းငလင်းနဲ့နောက်ဆက်တွဲငလင်းများကြောင့်ပြည်သူတောင်းတဲ့ချီအသက်အဝိုင်းများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးအနည်းဆုံးလူ4,193သေဆုံးက 11366ဦးထိခိုက်ဒဏ်ရာရပြီးရှားပေါင်းများစွာပျောက်ဆုံးလျက်ရှိကြောင်းသိရပါတယ်။ဒါအပြင်မလ29ရက်မှမေလ22ရက်တွင်ငလင်ဘေးလန်တင်မန္တလေးစကိုင်းပါဝင်ဒေသ15ခုမှစစ်ကောင်စီကအရှက်သားများကိုပြစ်မှတ်ထားပြီးလေကြောင်းတက်ခိုက်မှု414စိတ်တမနဲ့ရှိကြောင်းလူမှုလှုပ်ရှားမှုပြုလုပ်တဲ့အဖွဲ့အစည်းများထံမှသိရပါတယ်။အဆိုပါတက်ခိုက်မှုတွေကြောင်းကလင်းငယ်59ပါဝင်အရှက်သားအနည်းဆုံး349သေဆုံးပြီး986ဦးထိခိုက်ဒဏ်ရာရရှိကစာတင်ကြောင်း31ကြောင်းစေယုံစီကန်6ခုနဲ့ပါတိုင်းအဆောင် 38ခုပြည့်စည်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်